မင်္ဂလာပါရှင်2 NM စီစဉ်လေးကအကျိုးဆုံးလိုက်ပါရရှင်ကျွန်တော်ဒီတစ်ခါအမိရထားဖြစ်ပေါ်လာတဲ့သမိုင်းကြောင်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်မိရထားဆိုတော့ကုံစီများခီးတဲ့များကိုတနေရာမှအခြားတနေရာသို့တည်ယူပို့ဆောင်မှုအတွက်သွားလာမောင်းနေရသောအသေးတက်စင်တာရဲ့တန်လန်းပေါ်မှာပြေးဆွေးရတဲ့အရင်တွေများပင်ဖြစ်ပါတယ်မိရထားဆိုတဲ့စကားလုံးဟာပြင်သစ်ကနေဆင်းသက်လာပြီးဆွေးရန်လို့အတိတ်ပဲရပါတယ် ၎င်းကမူလကဘွဲဝင်းယုံရဲ့နောက်မှာတန်လန်းချရာရဲ့စိတ်ပိုင်းကိုညွန်သုံးခဲ့ကြတာပါ။ဒီစကလုံး114ရာစုကလေးကအင်္ဂလိပ်စာရဲ့တစိတ်တစ်ပိုင်းမှာရှိနေခဲ့တာပါ။မကြခင်မှာကုန်နရထားတွေကိုဗစ်တိန်မှာပထမဆုံးတီထွင်ခဲ့တာပါ။1800နှစ်ခုနှစ်ကကမ္ဘာ့ရဲ့ပထမအုပ်ဆုံးယူနင်းငွေနဲ့ရွေးရှားတဲ့မီယက်ထားကိုအင်္ဂလိပ်လူမျိုး Richards နဲ့ Andrew တို့ကကိုယ်ပိုင်တထွင်မှုပြုလုပ်ခဲ့ပါတယ်။အမည်မတက်ရသေးတဲ့အရိစက်ကို Pandy Darren လို့အမည်ပေးခဲ့တာပါ။ ၎င်းကို1804ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့က Mother's Day Phoenix Avasino ကိုဆက်သွယ်ထားပြီးတန်နဲ့ပြုလုပ်ထားတဲ့တဲ့ရထားကိုတန်လန်းပေါ်မှာစေရန်လေးတဲ့ဝင်ကိုတင်ပြီးပထမဆုံးပြည့်စွဲခဲ့တာပါယနေ့ခွေ3မိရထားကိုပထမဆုံးဗီဒိတ်မှာအသုံးပြုခဲ့တယ်လို့ပဲကဘာရဲ့ပထမဆုံးရထားလမ်းဟာလည်းဗီဒိတ်မှာရှိနေခဲ့တာပါယင်းငွေရထားတွေပေါ်လာတဲ့အချိန်မှာတော့ဝေးလိုက်တဲ့ဒေသတွေကိုခီးသွားရမှာမြေရထားတွေအသုံးပြုခြင်းထက်ပိုမိုလင်းမြန်စွာသွားလာနိုင်ခဲ့ပါတယ်။ ဇကိုရစုမှာတော့မြေချာပို့ဆောင်စစ်တေးမှာလူတိရလာခဲ့ပါတယ်။ယထာကိုစတင်အသုံးပြုခဲ့တဲ့18ရာစုလောက်ကလူတွေဟာစိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။ယထာရဲ့မြန်တော့ဟာကြီးတဲ့တွေကိုတက်ရှူဖို့ဖြစ်နိုင်မှုဒါမှမဟုတ်၎င်းရဲ့တုံ့ကမှုကြောင့်မူးဝေပြီးတတိမိတ်သွားလိမ့်မယ်လို့စိုးရိမ်စီတွေရှိနေခဲ့တာပါ။လူတွေစိတ်ပူခဲ့တဲ့ယထာမြန်တော့ဟာအဲ့ဒီတုံ့ကတန်နာရီကိုကီလိုမီတာ20နှုန်းပဲရှိတာပါ။ယနေ့ခေတ်မှာတော့မြေချာကိုရင်းနှီးငွေမြေချာတရထား ၊နေစီယထ၊မြေအောင်ယထ၊ဒီဇယ်ယထ၊မိုးပြန့်ယထ၊အမြန်ယထ၊ရက်ပြေးယထစသည်ဖြင့်အမျိုးအစားစုံလင်စွာတည်ထောင်လာနိုင်ခဲ့ပါသည်။ယထလက်ဟာအမေရိကန်ပြည်တွင်းစစ်ပွဲမှာအရေးပါတဲ့ခန်းကဏ္ဍမှာပါဝင်ခဲ့ပါသည်။စစ်ပွဲအတွင်းမျိုးနစ်တောင်ကိုလူနဲ့လန်ဒန်တွေရွှေ့တဲ့အခါမှာတုံးခဲ့ကြပါသည်။နှစ်ဖက်စလုံးကစစ်ပွဲကိုမဟာဗျူဟာရီခင်းပြီးအကြိတ်နဲ့တိုက်ခိုက်ကြတဲ့အခါလူတွေဟာဈာခံတွေဖြစ်လာကြပါတယ်။ဒါကြောင့်သူတို့ကိုရွှေဘူအတွက်အမိရထားကိုတုံးကြတာပါ။ ပြည်တွင်းစစ်ပီးရဲ့နောက်ပိုင်းမှာလည်းမြေပြန့်တွေမှာမွေးမြူရေးစက်ရုံတွေတည်ထောင်ရမှာလည်းအကူအညီများစွာပေးခဲ့ပါတယ်။အမေရိကန်မှာရှိတဲ့တက္ကသိုလ်ပြည်နယ်မှာကုန်ကျစရိတ်နည်းနည်းနဲ့မွေးမြူရေးခြံတွေကိုတည်ဆောင်နိုင်ပေမယ့်အရှိမကန်ရွန်းတန်းဒေသမှာတော့ကုန်ကျစရိတ်မြင့်မားခဲ့ပါတယ်။ယခုခေတ်မှာလည်းမြေသားတွေဟာကုန်ကျန်းတွေကိုအမေရိကန်နိုင်ငံရဲ့အရှိဘတ်ရှိစက်ရုံတွေကိုပို့ရန်နဲ့ရရှိလာတဲ့ကုန်ကျပစ္စည်းတွေကိုနိုင်ငံတစ်ခုလုံးရဲ့ဒေသအသီးသီးကိုရောက်ရှိရန်ပို့ဆောင်ရမှာအလုံးကိုအသုံးဝင်လှပါတယ်။ each entertainer နဲ့ချင်းကြောင့်အတူတကွလှုပ်ဆောင်ရမှာပိုလွယ်ကူစေပါတယ်။ရဲတာဟာလူမှုဖွဲ့စည်းကြပိုကောင်းတဲ့ဆက်သွယ်မှုကိုဖန်တီးပေးပါတယ်။မြန်မာနိုင်ငံတွင်ထမဆုံးဖောက်လောက်ခဲ့တဲ့ရန်ကုန်ပြည်မြစ်ထာလန်ကိုဗြိတိရှားတို့က1889ခုနှစ်မေလ၁ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီနောက်မှာမြန်မာမြစ်ထာလုပ်ငန်းဟာလန်တဖောက်လို့ပြည့်စွဲခဲ့ပြီးပို့ဆောင်ဆက်သွယ်လုပ်ငန်းများကိုတင်ကျပ်စွာအသုံးပြုလာကြပါတယ်။မြစ်ထာလန်ဖောက်လို့ခြင်းပြင်းနှင်းချက်ဗြိတိရှားတို့ဟာ မြမထွက်ကုန်များကိုဥရောပသို့တင်ကျယ်စွာပို့ဆောင်နိုင်ခဲ့ပြီးထိုစဉ်ကအင်္ဂလိပ်လက်အောက်သို့မကျရောက်သေးသောအထက်မြန်မာနိုင်ငံရှိမြမမင်းများကိုစီးရေးအယချင်းချောက်ထားနိုင်ခဲ့ပါတယ်။ယခုလက်ရှိအချိန်မှာတော့မြမမီယထားဟာကုန်စီပို့ဆောင်ရေးနှင့် ခီးတယ်များအတွက်အားထားရတဲ့ပို့ဆောင်ရေးကဏ္ဍတစ်ခုအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။မြမမီယထားဟာရှီတောင်အရှာမှာအိန္ဒိယပြည်အစိုးဆုံးဖြစ်ပါတယ်။မြမမီယထားဟာဗြိတိန်နိုင်ငံထက်52နှစ် အိန္ဒိယနိုင်ငံနဲ့24နှစ်နောက်ကြပြီးရထားလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ရာ2020ခုနှစ်တွင်143နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။မြန်မာမီယာတာဟာအရှိတောင်အာရှနိုင်ငံရဲ့ရထားလုပ်ငန်းများမှာသက်တမ်းရင်းတဲ့ရထားလုပ်ငန်းတစ်ခုအဖြစ်အတည်ရှိနေပါတယ်။ဟုတ်ကဲ့ကြည့်ရှုအားပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Dual NM Channel ကို Subscribe မလုပ်ရသေးရင်လုပ်ပေးဖို့တောင်းဆိုပါတယ်ရှင်။အစီအစဉ်သစ်တင်ဆက်တိုင်းသိရအောင်ဒီနာကအကောင့်လေးကိုလည်းနှိပ်ပေးကြပါအောင်။ 那他点什么？还是什么？面对这样的事